ဒီဝိဇကဒရဓမ္မဗန္ဒာဂာတိကကျေးဇူးတော်ရှင်မင်းမောဆရာတော်ဘုရားကြီးဦးစီးရေးသားစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင် ကျမ်းစာတော်မြတ်ကြီးအုတ်ရည်တော်အဖြစ်ရှုပ်ရှိသည့်အနက်ငါအုံမြအတွေ့အဖြစ်သရုတ်ထအတွေ့ကိုဆက်လက်ဖကြပူဇော်ပါမယ်။ဇာမျက်နာနံပါတ်492မိစ္ဆာဒိဋ္ဌိအယူရှိသော ပုံနာတရားဟောတော်မူခြင်း အင်ရတရဗြဟ္မဏဝတ္ထုမြတ်စွာဘုရားရှင်သည်တာဝတိပြေမောဇေတဝန်ကျောင်းတိုင်၌ကင်းအောင်မွေလျော် နေတော်မူစဉ်မထေမရဘုံနာတရားကိုအကြောင်းပြု၍တဏှာယဇာယတိတောကောအစရှိသောတရားဒေသနာကို ဟောကြားတော်မူလေသည် အကြောင်းအရာအကျေတော်ကတာဝတိပြေ၌မိစ္ဆာဒိဋ္ဌိအယူရှိသောဘုံနာတရားတွင်တဏိတနာအာစီရဝတိမြေကံအနိတော သွားရောက်၍လေကွက်ကိုတုတ်တင်ရှင်းလင်းနေမြတ်စွာဘုရားရှင်သည်ထိုဘုံ၌မတ်ဘူရာကြောင့်ရှေ့ကောင်းမှုကုသိုလ်နှင့် ပြည့်စုံသည်ကိုသိမြင်တော်မူ၍သမေနာနံပါတ်493လေကွက်ကိုတုတ်တင်ရှင်းလင်းနေသောထိုဘုံနာအထံသို့ကြွားသွားတော်မူလေဘုံနာသည်မြတ်စွာဘုရားကို မြင်တော်လဲမိစ္ဆာအယူ ရှိသူဖြစ်သည့်အတိုင်း အယောသည်ပေးမှုမပြုပဲစကားမပြောတုံဒီဘောတာနေလိထိုအခါမြတ်စွာဘုရားရှင်ကပြင်ထိုပုံနာကိုရှေးဟုစွာနှုတ်ခွန်းဆက်ခုံငင်၍ဥပုံနာတင်းသည်အဘယ်ကို ပြုတ်တည်းဟုမေးတော်မူ၏။အိုရှင်ကောရမအကျွန်ုပ်သည်လေကိုတုတ်တင် ရှင်းလင်းနေပါသည်ဟုပုံနာကပြန်ကြပြောဆိုလေ၏။ မြတ်စွာဘုရားရှင်သည်ပထမနေ့ဝယ်ဤမြသာမိတ်ဆိုပြီးလျက်ကြွားသွားတော်မူလေ၏နောက်တစ်နေ့၌လဲမြတ်စွာဘုရားရှင်သည်လေတွင်ရန်လာတော့ထိုဘုံနာထံသို့ကြွားသွားတော်မူ၍ဩဘုံနာအဘယ်မှုကိုတင်ပြုလို့တည်းဟုမေးတော်မူ၍အိုအရှင်ဂေါရမအကျွန်ုပ်သည်လေကိုထုံနေပါသည်ဟုပုံနာဤဖြေကြပြောဆိုချက်ကိုကြား၍ဖဲသွားတော်မူလေ၏ နောက်နေ့နောက်နေ့နောက်နေ့များနိုင်လဲထို့အတူပင်ကြွာသွားတော်မူကဥပုံသာအဘယ်မှုကိုတင်ပြုလို့တနည်းဟုရှင်းသည်အတူပင်မေးတော်မူ၍ပုံနာကအိုအရှင်ခေါ်ရမှာကျွန်ုပ်သည်လေကို ပြိုးကျဲပါ၏စိုက်ပြိုးပါ၏ပေါင်းတင်ပါ၏ဆောက်၍နေပါ၏ဟူ၍အလုံးနှင့်လိုက်လျောစွာအပြေပေးသည့်စကားများကို ကြားနာ၍ဖဲသွားတော်မူလေ။ဤနည်းဖြင့်ကြွားရောက်ဖန်များရကပုံနာသည်တနိဒ၌မြတ်စွာဘုရားရှင်ကိုချစ်ခင်ကြည်ညိုလာက။အိုရှင်ခေါ်ရမအရှင်သည်ကျွန်ုပ်လည်းကိုတုတ်တင်နေသည့်နေ့မှအစာပြု၍ကြွလာတော်မူပေ၏။ကျွန်ုပ်ဤကောက်တပားများအကယ်၍ပြီးစီးပြည့်စုံအောင်မြင်ပါလျင်အရှင်အားလည်း ွဲချက်ပေးဝေမှုပြုလုပ်ပါမည်အရှင်ဟာမပေးပဲကျွန်ုပ်ကြီးကျွန်ုပ်ကြီးစားသုံးမည်မဟုတ်ပါသာမဏေနံပါတ်494ယနေ့မှစ၍အရှင်ဒီကျွန်ုပ်ဤတွင်ငယ်ချင်းဖြစ်ပါပြီဟုမိဖြစ်စကားပြောကြလေထို့နောက်အခါတပါးနာထိုပုံနာဤကောက်တပါးများကပြေဆုံးရင့်ကျက်ခြင်းတို့ ရောက်ရှိခဲ့လေဤ ပုံသားသည်ငါဤကောင်းစပါးများကပြည့်စုံရင်ကျက်ခဲ့လေပြီယခုအခါယခုမကြာနတ်ပြန်ခါပင်ရိတ်စီတော့အန်းဟုကြံစီဆုံးဖြတ်ကကောင်းရရန်အတွက်ပြုွယ်ကိစ္စအဝဝကိုစီမံဖန်တီးနေစဉ်ညက်ခါ၌မိုးကြီးသည်တဲထန်စွာရွာသွင်း၍ကောက်ပင်အားလုံးကိုတိုက်ဆောင်၍သွားလေသူရကား ပုံလာဤလေခွက်ကြီးတစ်ခုလုံးသည်ပြောင်းတလင်းခါကနှုတ်၍ထားသည်နှင့်တူလီတော့ဤမြတ်စွာဘုရားရှင်ကပုံနာထံသို့ကြွာသွားသည့်ပထမနေ့ကပင်ထိုကောင်းစပါးများသည်ပြေစုံပြီးပြေစုံပြီးမြောက်လိမ့်မည်မဟုတ်ဟုစောစီးကပင်ကြိုတင်၍တည်တော်မူပြီးဖြစ်၏သို့တော်လည်းကောင်းစပါးများပျက်စီးသည့်နေ့မှာ ပုံနာထံကြွ၍တရားဟောဩဝါဒပေးလျက်နာယူမည်မဟုတ်သည်ဖြင့်ကောင်းစပါပြည့်စည်သောနေ့၌တရားဟောဩဝါဒပေးလျက်နာယူကောင်းသည်ဟုယုံကြည်ရင်းနှီးမှုရှိစေရန်လေကိုတုတ်တင်သည့်နေ့ကပင်ပုံနာထံသို့ကြွရောက်တော်မူခဲ့လေသည်ပုံနာသည်သောသောစီစီပင်လေကိုကြည်အံ့ဟူ၍သွားလေတော့ပြောင်းတလင်းခါ၍နေတော့လေကို မြင်ရ၍ဆိုရင်ပူဆွေးခြင်းပြင်းစွာပြင်းထန်စွာဖြစ်ရှိကရန်ခေါ်ဓမ္မသည်ငါလည်းကိုတုတ်တင်ရှင်းလင်းသည့်အချိန်ကပင်အစပြုကလာခဲ့လေပြီ။ဘာသည်လဲရန်ခေါ်ဓမ္မကိုဤကောက်သဘာပြည်စုံပြီးမြောက်သောအရှင်းအားလဲခွဲချမ်းပေးဝေမှုပြုပါအံ့အရှင်းအားမပေးဘဲမိမိရှိမစားပါယခုအခါ ဒီနေ့မှာအစ၍အရှင်ဒီအကျွန်ုပ်၏တွင်ငယ်ချင်းဖြစ်ခဲ့ပြီဟူ၍ပြောဆိုခဲ့လေပြီ။ငါဤဒုစိန်နှလုံးအလိုသည်အပြီးအဆုံးသို့မရောက်ခဲ့ပြီဟုကြံစီစဉ်းသားကအိမ်သို့ပြန်ခဲ့၍အစာကိုဖျက်အငတ်ခံလျက်ညောင်သောငယ်၌လျောင်းဆက်လေတော့ဤ။ဇာမျက်နှာနံပါတ်495ထိုအခါမြတ်စွာဘုရားရှင်သည်ပုံနာဤအိမ်တကားဝသို့ကြွားသွားတော်မူလေ၏။ ပုံနာသည်မြတ်စွာဘုရားကြွလာတော်မူကြောင်းကိုကြားသိရ၍အမောင်တို့ငါတငယ်ချင်းကို ခေါ်ဆောင်၍ဤရဲ့အတွင်း၌နေရာထိုင်ခြင်းပေးကြပါလောဟုအိနေလူများကို ပြောကြလေ၏အိနေလူများသည်ပုံနာပြောသည့်အတိုင်းပင်ပြုကြလေ၏မြတ်စွာဘုရားရှင်သည် ထိုင်နေတော်မူပြီလျှင်ပုံနာကြီးအဘယ်မှာနည်းဟုမေးမြန်း၍အိနေလူများကအခန်းတွင်ဝယ်ညောင်သောငယ်နှာ လျောက်၍နေပါသည်ဟုရှောက်ထားအပ်လေသောပြန်လည်ဖတ်ကြပါမယ်မြတ်စွာဘုရားသည်ထိုင်နေတော်မူပြီးလျေပုံနာကြီးအဘယ်မှာနီးဟုမေးမြန်း၍အိမ်နေလူများကအခန်းတွင်းဝယ်ညောင်ဆောင်ငယ်၌လျောက်၍နေပါသည်နေပါသည်ဟုရှောက်ထားအပ်လေသောထိုပုံနာကြီးကို ခေါ်ခဲ့ကြလောဟုရှေ့တော်မောက်သို့ခေါ်ခဲ့စီ၍ လာရောက်ကလျောက်ပတ်ရာ၌ထိုင်နေသောပုံနာကိုဥပုံနာဘယ်နဲ့ဖြစ်တာလဲဘယ်နဲ့ဖြစ်တာလဲဟုမေးမြန်းတော်မူလေ၏ပုံနာသည်မြတ်စွာဘုရားရှင်ကိုအိုရှင်ကောရမအရှင်တို့သည်အရှင်တို့သည်ကျွန်ုပ်လေကိုတုတ်တင်ရှင်းလင်းသောနေ့မှာအစာပြု၍ကြွလာတော်မူခဲ့ကြပါသည်ကျွန်ုပ်ကလည်းကောသဘာများပြီးပြည့်စုံပြီးမြောက်တော့ အရှင်တို့ဟာခွဲချမ်းပေးဝေမှုပြုပါမည်ဟုပြုပါအံဟု၍ပြောဆိုခဲ့ပါသည်ကျွန်တော်ဤထိုစိန်နှလုံးအလိုဆန္ဒတောင်းတချက်သည်ယခုတော့ဖြစ်မပြည့်စုံတော့ပြီထို့ကြောင့်ကျွန်တော်ဤစိတ်တဏ္ဍာမှာပူပန်ဆိုးရင်ချင်းအပြင်းပြစ်ရှိလာပါသည်ကျွန်တော်ယခုရာသမင်းကိုတော်မှလည်းမစားလို့တော့ပါဟု၍ပြန်ကြလျှောက်ထားလေထိုအခါ မြတ်စွာဘုရားရှင်သည်ပုံနာကိုအိုးပုံနာအဘယ်ကိုအမိပြု၍သင်ဤစိတ်တန်တန်ဝဲစိုးရိမ်ပူဆွေးမှုတောကတရားဖြစ်ပွားလာသည်ကိုသင်သိပါ၏လောဟုမိ мян တော်မူ၍ပုံနာကအိုးအရှင်ဂေါတမကျွန်ုပ်မသိပါအရှင်ဘုရားသည်သိပါသလောဟုမေးလျှောက်အပ်လေတော့မြတ်စွာဘုရားရှင်သည်အိမ်သိပေဤပုံသာ ဒါမဲ့နာနံပါတ်496ပြစ်မောလာသမျှသောစိုးရိမ်ပူဆွေးမှုဒုက္ခတရားကြောက်လန့်မှုဘေးရဆုများသည်တမတ်မှုတဏှာလောဘကိုသာအမိပြု၍ဖြစ်ပေါ်ကြပြီဤဟုမိန်တော်မူပြီးလျင်ဤဆိုလတန်သောတရားဂါထာကို ဟောကြားတော်မူလေ၏တဏှာယဇာယတိတောကောတဏှာယဇာယတိဘယံ တဏာယဝိပမုတ်တ္တတာနတ္ထိသောကကုတောဗယံဗျမနာသောကဖြစ်ပွားဥပုံနာတဏာယတမတ်တွေ့တာမှုတဏာလောဘတရားစုကြောင့်သောကစိုးရိမ်ပူဆွေးစိတ်မအေးရခြင်းသောကတရားသည်ဇာယတိဥပတ်ထင်းရှားဖြစ်ပွားလာ၏တဏာယတမတ်တွေ့တာမှုတဏာလောဘတရားစုကြောင့်ဗယံအာနေသောဒေါသဖြင့် စိတ်ကမတန့်ကြောက်ရွံ့ထိတ်လန့်မှုစိတ်ဒုက္ခဒါသဘေးအဆုသည်ဇာယတိဥပတ်ထေရှဖြစ်ပွားလာ၏တဏှာယာတွေတာတက်မတ်မှုတဏှာလောဘတရားအဆုမှဝိမုတ်တ္တာအရတဘူပေါ့လွံ့မြောက်ပြီးတော်သူဤတန်တန်၌တောကောစိုးရင်ပူဆွေစိတ်မအေးရခြင်းသည်နတ်တီတစိုးတစီမဖြစ်ရှိတော့ချေ ဘယံကြောက်ရွံ့ထိတ်လန့်မှုစိတ်တုဒ္ဒရာတဘေးရစုသည်ကုတော်အထိအနာဂါမိမက္ခနာကပင်ဖြဲ့ချပေခွာပြီးခဲ့ပြီးခဲ့စွာကြအဘယ်မှာလျင်ဖြစ်ရှိခြေတော်အန်နီသမေနာနံပါတ်490ဒေသနာဏီကုန်ဆုံးလတ်တော်အခါအင်ရတရပုံနာသည်သောတာပတ္တိဖို၌ဒီလေဤ ကွေးစားခွင့်ပိတ်ဖြင့်ဓမ္မပဒအထကရာဒုတိယအုပ်16ပိယဝတ်16ပိယဝတ်စာမျက်နှာ35မှာအညတရာဗြမဏဝုထုဤစန္ဒာဘမထေအကြောင်းစန္ဒာစန္ဒာဘထေရဝုထုမြတ်စွာဘုရားရှင်သည်တာဝတိပြည်မှာဇေတဝန်เจ้าနှင့်ကေယဝွင့်လျော်နေတော်မူစဉ် အရှင်စန္ဒာပမထေကိုအကြောင်းပြု၍စန္ဒာဝဝိမလံတုတ်တံအစရှိသောတရားဂါထာကို ဟောကြားတော်မူ၏အကြောင်းအရာအခြေကစန္ဒာပမထေဤရှေးကောင်းမှုရှေးလွန်လေပြီးသောအခါဗာဒနတိပြည်သာကုံတဲ့တယောက်သည်ပစ္စံတရစ်တို့သွားရောက်၍စန္ဒကုဏ္ဏသာများကိုငါဆောင်ယူအံ့ဟုကြံစီကများစွာသော အိုတန်းစာစသည်တို့ကိုတင်ဆောင်ယူငင်၍လေယစီ900တို့ဖြင့်တိုင်းစုံပြည်နာပစ္စံတတိအရက်တို့သွားရောက်ပြည်လျင်ထိုပစ္စံတတိရွာတကားဝ၌နေရာကိုယူပြီးတော့တုံး၌နွားចောင်းသားတို့ကိုအမောင်တို့ဤရွာနတောင်းချေဝဲအလုံးလုံးသူတစုံတယောက်သောလူရှိသလောဟုမေးလေဤ ဘာကြောင့်သားများကဩရှိပါ၏ဟုပြောကြားလက်တော်ထိုသူသည်အဘယ်အမည်ရှိသည်နည်းဟုမေးမြန်းလေ၏ဘာကြောင့်သားများက ထိုသူကဤအမည်ရှိ၏ဟုဖြေကြားကြလျက်ထိုသူ၏ဇနီးမယသမီးသားတို့၏အမည်ကိုတပံမေးပြန်လေ၏ဘာကြောင့်သားများကဇနီးမဤအမည်ရှိ၍ ။သမီးသားတို့မှာ EME EME ရှိကြကြဖြေကြသောအခါထိုသူ၏အိမ်ကအဘယ်ရနိုင်နည်းဟုမေးမြန်း၍နှောင်းចောင်းသားများက EME ရှိသောအရနိုင်ဟုယူသားစွာ ဖြေဆိုကြလည်သည်။သမဏနာမ498ထိုကုန်တဲ့သည်နွားចောင်းသားများပြောဆို ပေးအပ်သောအမတ်တင်ညာဖြင့်လဲရင်ငယ်ကိုစီး၍ထိုတောင်ချီအလုသမားဤနေအိမ်သို့သွားရောက်ပြီလျက်လဲရင်မတတ်ဆင်း၍အိမ်တွင်သို့ဝင်ရောက်လျက်အိမ်ရှင်မ၏အမိကို ထုတ်ပေါ်၍ခေါ်လိုက်သည်အိမ်ရှင်မသည်လည်းငါတို့၏ဆွေမျိုးတို့ဖြစ်ပေလိမ့်မည်ဟုကြံစီအောင်မိကလင်းမြန်စွာ သွားရောက်၍နေရာခင့်ပေလိမ့် ကုန်တဲ့သည်နေရာ၌ထိုင်ပြီးသော အမိကိုထုတ်ပေါ်၍ယခုဘာတုန်ငယ်ချင်းအဘယ်သို့သွားသည်ဟုမေးလေလေအင်းရှင်မသည်လဲအရှင်အရှင်တငယ်ချင်းသည်တောသူသွားပါသည်ဟုပြန်လဲယူသားစွာဖြေချလေ၏ထို့နောက်မှကုန်တဲ့သည်ကလေးများ၏အမိကို ထုတ်ဖို့ပြည်လျင်ငါသားမောင်ပသူအာသမီမဘယ်သူတို့ကအဘယ်သို့သွားကြသနည်းခုအလုံးဤအမိကိုဖော်ရွေစွာထုတ်ဖို့မေးမြန်းပြည်လျင်ငါသားမောင်ပသူငါသမီမဘယ်သူတို့အားဤအိုးအစားအစဉ်တန်းစာများကို ပေးပါလော့ငါသူငယ်ချင်းမောင်ပသူအားလေတော့မှပြန်လာတော့အခါဤအိုးအစား တန်းစာများကိုပေးပါလောဟုပြောဆို၍လက်ဆောင်အဖြစ်အိုတန်းစာများကိုပေးလေ၏အင်ရှင်မဒီလက်ထိုးကုံစေအအလွန်ကောင်းမြတ်သောစာဝေတော်ဝေတို့ဖြင့်အဲ့ဟုကြေပွန်စွာပြုလုပ်ကြည့်လေလေယောင်ကြတော့မှပြန်လာတော့အခါနာအရှင်ဤဧည့်သည်သည်ရောက်သည့်အချိန်ကစ၍အင်ရှိလူများအလုံးဤအမည်ကို ထုံးပေါ်ပြောဆိုနှုတ်ဆက်ပြီးအီမီအီမီသောအဝါစာအစင်တန်းစာများကိုလည်းပြည့်ရလီသည်ဟုပြည့်ရများကိုပြန်ချပြောဆိုလေအလုသမားအလုသမားယောက်ျားသည်လည်းအကျွမ်းတဝင်ဖြစ်ရှိကထိုးကုန်တဲ့အတွက်ပြုလုပ်ဆောင်ရွက်ဖွယ်ရှိသည်မြအဲ့ဘုအလုံးကိုပြေပွန်စွာဆောင်ရွက်ပြုလုပ်လေ၏ ။စာမျက်နှာနံပါတ်499ညာချမ်းအခါထို့နောက်မှကုန်းတဲ့သည် ထိုတော့ထိုတော့အလုတ်သမားကိုညာချမ်းအခါအိယာ၌ထိုင်နေလျက်အဆွေတော်တောင်ချီ၌လှဲ့လေတော့အဆွေတော်သည်အဘယ်ဝုဒ္ဓကိုများစွာတွေ့မြင်သည်နည်းဟုမေးလေ၏တော်လူသမားကအခြားအထူးထူးအထွေထွေကိုတော့မတွေ့မြင်ရပါ နေမြန်းသောအခက်ရှိသည့်တစ်ပင်တို့ကိုကမြောင်များစွာ တွေ့ရှိရပါသည်ဟုယောသားစွာပြောဆိုဖြေကြားလေပြောဆိုဖြေကြားသောအခါကုန်တယ်သည်တပံထက်၍တစ်ပင်တွင်အများကြီးဟုတ်၏လောဟုအခမ်းအမမေးမြန်း၍ဩဟုတ်ပါသည်များစွာသောတစ်ပင်တို့ကိုတွေ့မြင်အပ်ပါသည်ဟုတော့အလုတ်သမားက ဖြေကြလေတော့ထိုတို့ဖြစ်လျင်ထိုသစ်ပင်များကိုငါတို့အားပြပါလောဟုပြောဆို၍ထိုအလုသမားနှင့်အတူတကားတောသို့သွားပြီးလျင်စန္ဒကူနီပင်တို့ကိုခုတ်လဲကလဲငါးရာပြည့်တင်ဆောင်၍ပြန်လာသည်ရှိတော်အဆွေတော်ဗာရာဏသီပြည်ဝဲဤမိတို့အယက်၌အကျွန်ုပ်၏နေရှိပါသည် အခါမပြတ်အကျွန်ုပ်ဤအထံသို့လာရောက်စေခြင်းပါသည်လာရောက်သောအခါမှာလဲအခြားတပါးသောလက်ဆောင်များကို ကျွန်ုပ်အလိုမရှိပါနေမြန်းသောအခက်ရှိသည့်ထိုတစ်ပင်များကိုသာ ခုံလဲယူဆောင်ခဲ့စေခြင်းပါသည်ဟုတာယာချင်းငန်စွာမိဘွဲ့စကားပြောဆိုမှာကြပြီလေဘာရနတိပြည်သို့ ပြန်သွားလေတော့လို့သမားဒီလဲ ကုံတဲ့အမာကုံတဲ့မာသွားသည့်အတိုင်းအခါမပြဲကုံတဲ့ထံသို့လာလက်သည်ရှိတော်စန္ဒကုဏီများကိုသာယူဆောင်၍လာလိကုံတဲ့သည်လဲသူယေရှုကိုသိရှိသူပြီးပြီထိုတော့အလုသမအာများစွာသောဥစ္စာရှင်ဝေများကို ပေးလိသည်သမဏနာမ900ဓာတုစေတီတော်အားလာဝန်တန်တန်ပြုတ်ကား စန္ဒကူနေဖြင့်ပူဇော်ခြင်းထိုမှနောက်အချိန်၌ထိုမှနောက်တစ်ချိန်၌ကတ္တပမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြည့်၍ဓာတုစရိတော်ကြီးသည်ဓာတုစရိတော်ကြီးတည်ထားပြီးသောအခါထိုတော်လုံသမသည်မြတ်စွာသောစန္ဒကူတို့ကိုယူဆောင်၍ဘာရာဏသီပြည်သူငယ်ချင်းကုန်တဲ့ထံသို့ရောက်ရှိလာလိထိုအခါထိုတော်လုံသမသူငယ်ချင်း ထိုတော်လုံသမားအားသူငယ်ချင်းကုံတယ်သည်များစွာသောဆန္ဒကူးမဟုတ်တို့ကိုကျိတ်စီပြီးလျင်ခွဲပြေးထက်၍အဆူတော်လာအဆွေတော်လာတော့သမင်းချက်၍မပြေးသေးမီဇေဒီတော်ကြီးတရားအရက်တို့တွားရောက်ပူဇော်ကြပြီးပြန်လာကြကုန်အဟုပြောဆိုကထိုတော်လုံသမားသူငယ်ချင်းကိုခေါ်ဆောင်၍ဇေဒီတော်ကြီးတီးပြီးရှိရာတို့ဇေဒီတော်ကြီးတီးပြီးရှိရာတို့တွားပြီးလျင် စန္ဒကုမုတ်တို့ဖြင့်ပူဇော်မှုကိုပြုလေ၏ပစ္စံတရေသထိုတော်အလုသမာသူငယ်ချင်းသည်လဲအာရဝမ်းမြောက်စွာစေတော်ကြီးတပိမ့်မှဘုရားကွန်ပိဖြင့်ဝမ်းတိုက်တော်၌စန္ဒကုနီမုတ်တို့ဖြင့်လာဝန်းတရံပြုလောက်ကပူဇော်ရှာလေ၏ကွင်းစဤတော်အလုသမာသည်ပင်စန္ဒာဗမထေဤအလောင်းလျာဖြစ်သည် သူဤမတ်ဖို့ရာကြောင့်ရှေ့ကောင်းမှုကဤမြတာ ဖြစ်သည်ဘွန်းဘိတ်စန္ဒာဘပုံနာဘဝတို့တော်လုံးသမားသည်ထိုဘဝမှာသုတေလက်တော်နတ်ပြည်နတ်ပြည်ပြည်ဗုဒ္ဓံတကအတင်ချေရတကက်လုံးထိုနတ်ပြည်နတ်အချိန်ကိုကုံလွန်စေပြီနောက်ထိုဘုရားလက်ထက်သို့ရောက်သောအခါရာဇဂိုပြီးဝဲ ဥစ္စာစည်းဝါအနှင်များသောပုံနာမျိုး၌ဖြစ်လာလေထိုပုံနာလူလင်ဤချက်အဝန်းမှလာပြည့်ဝန်းနှင့်တူသောဖြူစင်တောက်ပြောင်သောအယောင်တလက်လက်ထွက်ရှိလေသည်ထို့ကြောင့်ထိုပုံနာလူလင်အမိကိုစန္ဒာဘမောင်လာရောက်ဟူ၍မိမဆွေမျိုးတို့ကမဲ့ခေါ်ကြလေသည်ဝိဇ္ဇဤသို့ချက်မှလာဝန်းပုံတွင် ဖြူစင်တောက်ပြောင်သည့်အယောင်တလက်လက်ထွက်ရှိခြင်းမှာကကတ္တပမျက်စွာစေတီတော်၌စန္ဒကူးညီမုတ်တို့ဖြင့်လာဝန်းတရံပြုလုပ်၍ပူဇော်ခဲ့သောကောင်းမှုဤအကျိုးဆက်အာနိသင်ဖြစ်သည်ကွန်ဘက်သာမဏေနံပါတ်9391ပုံနာသည်ပုံနာတို့သည်ငါတို့ကဤသူငယ်ကိုယူဆောင်လက်လေကား လောကလူများကိုလှည့်ပြစားတော့နိုင်လောက်ပြီဟုကြံစီတိုင်ပင်ရ၍ထိုသူငယ်ကိုရင်၌ထိုင်စီပြီးလျင်ဤစန္ဒာဘသူငယ်ဤကိုကိုလက်ဖြင့်သုံးသက်ကင်တွယ်ရသောသူသည်ဤသို့သဘောရှိသောစည်းစိမ်ချမ်းသာကိုရရှိနိုင်၏ဟုဝါကြပြောဆိုကြကားသူတွေကျွမ်းနဲ့လဲ့လေကြကုန်၏ တရားဖြစ်စေတထောင်ဖြစ်စေပေးနိုင်သောသူတို့သည်သာထိုစန္ဒာဘသူငယ်၏ကိုကိုလက်ဖြင့်တွေးကြည့်သုံးသပ်နိုင်ခွင့်ရရှိကြလေသည် ထိုပုံသားတို့သည်ဤနည်းဖြင့်အစဉ်တစိုက်လှည့်လည်ခဲ့ကြရာတာဝတိပြည်သို့စရောက်ကြလျက်တာဝတိပြည်နှင့်ဇေတဝန်ကျောင်းတော်၏အကြာရက်ဝဲတဲခူရန်နေရာကို ယူကြလေကုန်၏တာဝတိပြည်၌လည်းဂရေ ငါးကလေးမြငါးကလေးမြသော အရိယာသူတော်ကောင်းတို့သည်နနက်အခါအလူဒါနပေးလူကြ၍ဘုံလင်းပြီးနောက်ကာလဝယ်နန္တာပန်းမှန်အိုးတင်ငန့်စေးပြည့်စီအစရှိသူတို့ကိုလက်ဆွဲကုန်လျက်တရားနာရဇေတဝန်ကျောင်းတော်သို့သွားကြလေကုန်၏ဘုံသားတို့သည်ထိုအရိယာသူတော်ကောင်းတို့ကိုမြင်ကြ၍အဘယ်သို့သွားကြမည်နည်းဟုမေးကြကုန်၏ က်စွာဘုရားထံတရားနိုင်ရန်တွားကြကုန်အံ့ဟုအရိယာသူတော်ကောင်းတို့ကဖြေကြားကြလေသောထိုပုံသားတို့သည် အမောင်တို့လာကြလော့ထိုမြက်စွာဘုရားထံသို့တွားကြ၍အဘယ်မှုအဘယ်မူစကုန်အံ့သည်အဘယ်အကျိုးရှိကုန်အံ့သည်ငါတို့သန္တာဘပုံသား၏အာနုဘောနှင့်တူသောအခြားအာနုဘောတစ်ပါးမည်သည် မရှိချေမှန်ပါသည်သောသနာဘပုံနာဤကိုကို သွေထိကိုင်းတွေရာသောသူတို့သည်ဤမည်သောအကျိုးကိုရရှိကြပါကုန်၏သမဏနာဘက်၅၃ညနှစ်လာကြလောထိုသန္နာဘဘုံနာကို ကြည့်ရှုကြလောဟုပြောဆိုကြလေကုန်၏သန္နာဘကို ခေါ်၍ကြောင်းတော်တို့သွားကြခြင်းအရိယာသူတော်ကောင်းတို့ကလည်းအမောင်တို့သန္နာဘဘုံနာ၏အာနုဘော်မြည်သည်အဘယ်အာနုဘော်မျိုးနီးမာရုဇေယမြတ်စွာဘုရားတည်တာ လောက၌အာနုဘောအကြီးမြတ်ဆုံးဖြစ်တော်မူ၏ဟုပြောဆိုကြလေကုန်၏ပုံသားများနှင့်အရိယာသူတော်ကောင်းများသည် အချင်းချင်းအပြည့်တတ်ဆုံးဆုံးဖြတ်ဖြတ်သိရှိရန်ဆုံးဆုံးဖြတ်ဖြတ်သိစေရန်မတတ်နိုင်ကုန်ရကားနောက်ဆုံး၌ကျောင်းတော်သို့တွားရောက်၍စန္ဒာဘပုံသား၏အာနုဘောကို၎င်းငါတို့ဆရာဘုရား၏အာနုဘောကို၎င်းတိအောင်စုံစမ်းကြစို့ဟုသဘောတူဆုံးဖြတ်ကြကား စန္ဒာဘပုံနာကိုခေါ်၍ကျောင်းတော်သို့သွားကြလေကုန်၏စန္ဒာဘပုံနာယဟန်ပြုခြင်းမြတ်စွာဘုရားရှင်သည်စန္ဒာဘပုံနာကိုရောမြတ်အနိတုကဲ့ရောက်မိလျင်ပင်အဋိဋ္ဌံတကူတော်ဖြင့်ပုံနာ၏ချက်မှလာဝန်းအယောင်ကွယ်ပြတ်အောင်ပြုတော်မူလေ၏ပုံနာသည်ဘုရားရှင်၏အနိ၌မိကြီးခြင်း မိကြီးမိကြီးရှင်းတော်ဝဲကြီးငယ်ကဲ့သို့ဖြစ်ရှိလေ၏ထိုအခါစန္ဒာဘပုံနာကိုမြတ်စွာဘုရားမှလွတ်ရာအခြားရတပတ်သို့ခေါ်ဆောင်သွားကြလေ၏ပုံနာဤချက်မှာအယောင်သည်ငโกပဂရိပေါ်လာပြန်၏တပံမြတ်စွာဘုရားထံတော်သို့ဆောင်ကြပြန်သောအခါပုံနာဤချက်မှာအယောင်သည်ရှင်းသည့်အတူပင်ပျောက်ွယ်မြက်ပျောက်ွယ်ပြန်လေ၏ ဤနည်းနည်းနဲ့သုံးချိန်တိုင်တိုင်သွားရောက်၍အယောင်ကွယ်ပြောက်ဒီကို တွေ့မြင်၍သန္တာဘဘုံသားသည်ဤရှင်မြတ်ဤရှင်မြတ်ဘုရားသည်အယောင်ကိုကွယ်ပစေတည်းအယောင်ကိုကွယ်ပစေတတ်သည့်မန္တန်ကိုတတ်သည့်မည်ထင်ဤဟုကြံစီ၍ပြန်လဲပကြပါမယ်သန္တာဘဘုံသားသည် ဤရှင်မြတ်ဖရာသည်အယောင်ကို क्वे ပစေတတ်သည့်မန္တန်ကိုတတ်သည့်မြီထင်ဤဟုကြံစီ၍အတို့ဤအရှင်မြတ်ဖရာသည်အယောင် क्वे ပစေတတ်သည့်မန္တန်ကိုတတ်သည့်တော်မူပါသလောဟုမေးမြန်းလျှောက်ထားလေ။သာမဏေနံပါတ်9390မြတ်စွာဘုရားရှင်ကအိမ်တိပိဤဟုမိန့်တော်မူလျင်ပုံနာသည်ထိုတို့ဖြစ်လျင်ကျွန်ုပ်ဟာထိုမန္တန်ကိုပေးပါလောဟုတောင်းခံ၍မြတ်စွာဘုရားရှင်ကလည်း ရံမုတ်သူအားပေးခြင်းကမစွမ်းနိုင်ဟုမိန့်တော်မူ၍မိန့်တော်မူ၏။သန္တာဘပုံသားသည်အဖို့ပုံသားတို့ကိုအီမန်တန်ကိုတင်ယူပြီးတော်ငါသည်ဇဗုရေတရှင်တို့၌အကြီးမြတ်ဆုံးဖြစ်ပေလိမ့်မည်။တင်တို့သည်ဤတာဝတိပြီယခုတဲခိုရာနေရာမှာပင်ဆောင်းဆောင်းဆိုင်နေကြလော့။ငါသည်ရှင်ယဟန်ပြုပြီးလျှင်၂ရက်၃ရက်အတွင်းမှာပင်မန္တန်ကိုတင်ယူခဲ့မည်ဟု အာရနှစ်သက်စီပြီးလျင်မြတ်စွာဘုရားထံသို့ချင်းကပ်၍ရှင်ရဖြစ်ကိုတောင်းယူပြီးနောက်ရဟန်းပြုလေ၏သန္တာဘမထေရဟန္တာဖြစ်ခြင်းထို့နောက်သန္တာဘမထေရမြတ်စွာဘုရားရှင်သည်ဒိဋ္ဌိန္တာကာရကမ္မထံကိုဟောကြားတော်မူ၏သန္တာဘမထေကဤကေတာလောမအစဒီကအဘေယာနီဟုမေးမြန်းလျှောက်ထားလေလျင် မြတ်စွာဘုရားရှင်ကဤကိတာလောမှာစာသောဒွိဋ္ဌိန်တာကာရကမ္မထံသည်မန္တန်ဤအရှိပိုင်းပရိကံ အစီအမံဖြစ်သည်ယင်းပရိကံကိုယုဟန်တရေဆေမသိမြည်ဟုမိန့်တော်မူ၏အဘောပုံနာတို့သည်လည်းအကြအကြကာလ၌လာရောက်ကြပြီလျှင်သင်သည်မန္တန်ကိုသင်ကြားအပ်ပြီလို့ဟုမေးရကုန်၏။သန္နာဘမထေကလည်းငါသည်မန္တန်ရင်းကိုမသင်ရသေးပါ ဝိသဝိမိတ်ဖြင့်ပရိကံကိုသာယုဟန်တရေစေနေရပါသည်သည်ဟုဖြေကြားလေသည်ဤနည်းဖြင့်စန္ဒဘမထေသည်တွေ့လိမ်သာကာရကမ္မထံဖြင့်တမာရိဘာဝနာကိုထူထောင်၍တစင်တက်ကဝိပဿနာတရားပွားများကျိုးကိုအားထုတ်လေရာနေရ၃ရက်ဖြစ်ပင်အတ္တတဘောတို့ရောက်၍ပုံနာများက လာရောက်ကြတာမင်းမြတ်အပ်သောအခါသင်တို့သွားကြလောယခုအခါ ငါသည်လူဘောင်တို့ တပံပြန်လာခြင်းသောမရှိတော့ပြီဟုရှင်းလင်းပြတ်သွားစွာမိကြားလေ၏သမဏနာဘက်934ရန်တို့သည်အရှင်သာနာမမထေရပြောဆိုစကားကိုကြားကြရ၍မြတ်စွာဘုရားရှင်အားဘုန်းတော်ကြီးတော်မြတ်စွာဘုရားဤသာနာဘယဟန်သည်မဟုတ်မမှန်သောပြောမဟုတ်မမှန်ပြောကြား၍ အရတဘုကိုဝန်ခံပြီးဟုရှောက်ထားကြလေရှောက်ထားကြကုန်၏မြတ်စွာဘုရားရှင်သည်ယန္တုယခုအခါငါဘုရားဤသစန္ဒာဘယန္တိအာသောကုန်ခတ်ယန္နာဖြစ်လိမ့်ပြီဤစန္ဒာဘယန္တိဟုတ်မှန်ဒီကိုသာပြောကြပြီဤဟုမိန့်တော်မူ၍ဤဇောလဒံသောတရားကာထာကိုဩကြားတော်မူ၏စန္ဒံဝဝိမလံတုတ်တံ ဝိပတန္တမနာဝိလံနန္ဒီဘဝပရိခိဏံတမဟံဖြူမိဗျမနံဘိကဝေယံတော်မြအိုจิตသားတို့ဝိမလံညင်မျိုးငါးသိင်ကင်းရှင်းသောဝါကင်းရှင်းသောကြောင့်တုတ်တံအပြည့်မတင်တန့်စင်သောစံတံဝါပြက်သက်ယင်လာလဆက်ကြခဲ့သူစံတံဝါပြက်သက်ယင်သာလဆက်ကြခဲ့သူ ဝိမတန်တန်အပြစ်မထင်ကြည်လင်သောစိတ်ရှိသောအနာဝိလံကိလေသာခပ်ပင်နောက်ကျူခြင်းမှကင်းရှင်းပြီးသောနန္ဒီဘဝပရိခိဏဘဝသုံးပါဝိယထာနာလိုက်စားတွေတာတနာလောဘကုန်ခန်းပြီးသောတန်ထိုခိဏတော်ဟခေါ်ဆိုရဟန္တာပုဂ္ဂိုလ်ကိုအာလူသုံးပါတို့ဆရာငါဗျာသည်ဗျမနံ ဗျမနခေါ်ဆိုပုဂ္ဂိုလ်စင်စစ်ဟူ၍ယူမီယထာဘုဒ္ဓသဘာဝအားဟောကြားသိစေပေ၏ဒေသနာဤကုန်ဆုံးလက်သောအခါများစွာသော သူတို့သည်သောတာပတ္တိဘုရားရှိသည်တို့သို့စာရောက်ကြလေကုန်၏ကိုယ်သာကွန်ပေဖြင့်ဓမ္မပဒအထကရာဒုတိယအုပ်26ဗျမနဝတ်စာမျက်နှာ၄နှစ်၃မှ စန္ဒာဘမထေရကြောင့်စန္ဒာဘထေရဝုထုပြီ